တနင်္လာရီတိုင်းတနင်္လာရီမြို့နယ်မှာတိုက်ပွဲတွေကြောင်းတောတောင်တွေရဲ့စီပေးသေးချောင်းတွေရတဲ့ဒေသခံတွေဟာဒါမဲ့မိုးရသည့်တွက်စားနပ်ရိက္ခာဆေးဝါးတွေနဲ့မိုးပါတွေလိုအပ်နေတယ်လို့ဒေသခံတွေနဲ့ဆက်ဆောင်ကူညီကြတဲ့ရေးပွဲတွေစီကကြည့်ရပါတယ်။တိုက်ပွဲတွေကြောင်းနေရမပြတ်နိုင်သေးပဲခြံတွေနဲ့တောတောင်တွေထဲမှာဆက်ဆောင်နေကြရတဲ့ဗလက်မွန်ကျေးရအုပ်စု၊ရောင်မင်းကင်းကျေးရအုပ်စု၊တိတ်ခွန်းကျေးရအုပ်စုထုံးမခရွာနဲ့ချောင်းနှမှုရွာတွေကဆက်ဆောင်9000လိပါဟာဒါမဲ့မိုးရသည့်မှာလုံခြုံစွာနေထိုင်နိုင်ဖို့လိုအပ်တဲ့မိုးကာတွေလုံလောက်အောင်မရရှိသေးဘူးလို့ လူမျိုးတာစီပေးချောင်ကုညီရေးဖွဲ့ဝင်ကပြောပါတယ်။အခုတတ်ဘက်ကပဲဟိုသူတို့တခြားအလူစင်တစ်ဖွဲ့ကနေပြီးမှဟိုတလတလပါတွေလာပြီးမှလူထားတဲ့အပိုင်းတော့ဒီညမကွေးဖြစ်မှာတော့ရှိရှိထားရပေါ့နော်။တိန်ခေါ်ဘက်ကလည်းဟိုနည်းနည်းပါးပါးရှိထားတယ်ခွေးမျိုးသူတို့ဘက်ကလည်းတိန်ခေါ်ဘက်မှာတော့ဟိုအလုံးစုံတော့ရပ်ဒေးကတော့မလုံမလုံလောက်ဘူးတဲ့ဒီတိန်ခေါ်ဘက်ကစစ်သေးဆောင်တွေကပြောလာတယ်။အလုံးကတော့မလုံလောက်ဘူးသူတို့မှလိုအပ်နေသေးတယ်ဆိုတဲ့အချင်းတွေတည်းရက်လက်ပြပြလာတယ်။ ကလပါတွေလာလူတဲ့အဖက်ကဟိုကျွန်မတို့မှလည်းအလူရှင်မရှိတော့ဟိုကျွန်မတို့လည်းသူတို့ထပ်ပြီးမှဒီကလပါကိစ္စကိုထပ်ပြီးမှဟိုမကူနိုင်ဘူးဖြစ်နေရပေါ့ကွယ်ဒီကြောင့်တိုက်ခိုက်မှုကြောင့်တရက်အတွင်းနေအလုံး၃၀ကျော်ပျက်စီးသွားတဲ့ညောင်မင်းကြီးရမှာတော့ဆစ်ဆောင်နေကြတဲ့ပြည်သူတွေကပြန်လာနေထိုင်ကြတဲ့သူတို့ချို့ရှိနေပြီးထုံမခါကြီးရမှာလည်းတိုက်ပွဲကြောင့်ဆစ်ဆောင်နေကြရတဲ့ပြည်သူတွေပြန်လာနေထိုင်ကြတာရှိတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့၂၀၂၄ခုနှစ်ဒီဇင်ဘာလကစပြီးပြည်တော်စုကာလန်ပိုင်းကတိုက်ပွဲတွေကြောင့် ိန်ခွန်းချေရအုပ်စုကဆက်ချောင်ပြည်သူတွေဟာလေးလကျော်အထိအိမ်မပြန်နိုင်သေးသလိုအလို့အကိုင်းနေထိုင်မှုနဲ့ကျန်းမာရေးပိုင်းတွေကအစလိုအပ်ချက်တွေပိုများလာတယ်လို့စစ်ပေးချောင်ပြည်သူတယောက်ကပြောပါတယ်။ဒီပုံမှန်ရှိတယ်။စားစရာကထုတ်ဝယ်မှရမယ်။အဲ့ဒီစားစရာထုတ်ဝယ်ဖို့ဆိုရင်သူတို့ကပိုက်ဆံလုပ်ပြီးကောက်ပဲသီးနှံပေါ့ဒီခရမ်းသီးလိုမျိုးဘူးသီးလိုမျိုးရှင်ပေါင်လိုမျိုးငရုတ်သီးစိမ်းလိုမျိုးအဲ့လိုဘလောက်စိုက်ထားလဲပေါ့အကျရှိနေနိုင်မလားကျန်းမာရေးအတွက်သူတို့ထွက်လာရင်ဘာဘာဖြစ်ရောနဲ့ဘယ်ကျန်းမာရေးမှုနဲ့ခုမှလဲပေါ့ခုရင်ထဲမှာနေတဲ့သူလဲ အချိန်မပြေနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့မကြခဲမိုးရာသီရောက်တော့မယ်အဲ့ဒီခါကြာလို့ရှိရင်ကျမတို့တနင်္လာရီမှာကရေကြီးတဲ့ဟာရှိတယ်။ဒီဥယျာချမ်းကြီးတိတ်ခေါ်တို့ပါတို့ဖက်မှာညင်လိုက်ပိုင်းဆိုရင်ရေကြီးတယ်။အဲ့လိုဆိုရင်သူတို့ဘလို့နေမလဲပေါ့။သူတို့လည်းအဆင်မပြေနိုင်ဘူး။ဒီတလနှစ်လသုံးလလေးလအနောက်ထပ်ကြာသွားမယ်ဆိုရင်ပူပြီးတော့အဆင်မပြေဖြစ်နိုင်တာပေါ့နော်။မက်လာထဲမှာလည်းစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးတွေပြစ်ခတ်တဲ့အတွက်ပြည်တော်စုကလန်မင်းမှာရှိတဲ့ချောင်းနှမှုကြီးရကဒေသခံတွေဟာဂါလုံးကျွတ်စစ်ပေးတိတ်ဆောင်နေကြရပါတယ်။ လက်ရှိချိန်ထိထုံကောင်မောတောင်ကားလမ်းမကိုစစ်ကောင်စီတပ်ကစီရေးတိုးချဲ့ပြီးစစ်ကြောင်းတို့လှုပ်ရှားနေကလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကိုဇက်တိုက်လုဆောင်နေတယ်လို့ဒီမြေတော်တိုင်းတပွဲဝင်တွေစီကသိရပါတယ်ကျွန်တော်နေပါဖို့ဒီဖို့ဒီဖို့ဒီ